င်္ဂလာပါရှင်။ရန်ကုန်ခေတ္တရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်။စစ်တပ်ကကျူးလွန်ထားတဲ့အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကိုဖုံးကွယ်ဖို့အတွက်အေအေကိုလူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်နေတဲ့ဆိုပြီးအချိန်ကဆွဆွဲလာတာပါလို့ခိုင်တုခတုံ့ပြန်လိုက်ပြီးအမှန်တရားပေါ်ယက်တီကပေါ်ထုတ်တိုက်ပွဲဝင်သွားမယ်လို့ပြောပါတယ်။ရှေးပြူမြို့နယ်ကော့လိုင်းကျေးရွာမှနီးမှာတိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က အရာရှိ3ဦးအပါအဝင်18ဦးပေးသုံးခဲ့တဲ့တရင်အပါအဝင်နေ့လည်ကင်းတရင်တွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြမ်းဖက်စစ်တပ်ကကျူးလွန်ထားတဲ့အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကိုဖုံးကွယ်ဖို့အတွက်အေအေကိုလူမျိုးတော်တပ်ဖြတ်မှုတွေကျူးလွန်နေတယ်ဆိုပြီးချိန်ကပ်ဆွဆွဲလာတာပါလို့အေအေရဲ့ပြောရေးစွန်ခွင့်ရှိသူခိုင်တုခါကတုတ်ပြန်ပြောလိုက်ပါတယ် ပြီးခဲ့တဲ့ဩဂတ်စ15ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကအေးအနေနဲ့ဘူးတီတောင်နဲ့မောင်တောမြို့နယ်မှာရိုဟင်ဂျာတွေပေါ်လူမျိုးတို့တပ်ဖြတ်မှုကျူးလွန်နေတယ်ဆိုပြီးထုတ်ပြန်ပြောလာပြီးတဲ့နောက်မှာတော့အေးဘက်ကအခုလိုတုံ့ပြန်လာတာပါ။ဒါအပြင်အကြမ်းဖက်ဇော်မင်းထွန်းတို့နာလာအဖွဲအားပွဲလန်တုံဖျာခင်းချော်လဲရောထိုင်လုပ်တဲ့သဘောမျိုးဖြစ်တယ်လို့အကြမ်းဖက်ဖက်စစ်စစ်ကောင်စီကသူတို့ကျူးလွန်ထားတဲ့အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကိုဖုံးကွယ်ဖို့အတွက် မွတ်စလင်အကြမ်းဖက်အဖွဲ့တွေနဲ့အကြမ်းဖက်အဖွဲ့အချင်းချင်းပူးပေါင်းချိတ်ဆက်ပြီးတော့ချိန်ကပ်ဆွဆွဲထုတ်ပြန်လာတာဖြစ်တယ်လို့ခိုင်တုခါကပြောပါတယ်။အခုချိန်မှာတော့မွတ်စလင်အကြမ်းဖက်အဖွဲ့တွေကိုဘသူတွေဘလို့ကြံစီမွေးထုတ်ခဲ့တယ်လဲဆိုတာကိုမြန်မာပြည်သူတရက်လုံးရှင်းရှင်းလင်းလင်းမြင်လာရပြီးဖြစ်တယ်လို့အေးအနေနဲ့အမှန်တရားပေါ်ရက်တည်ပြီးဆက်လက်ဖော်ထုတ်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်လို့ခိုင်တုခါကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။အကြမ်းဖက်စော်မင်းထွန်းတို့ထုတ်ပြန်ကြမှာ 2024ခုနှစ်မေလအတွင်းဘူးတီတောင်မြို့နယ်အတွင်းငတ်တီကျေးရွာအုပ်စုထန်းလျှောက်ခန့်ကျေးရွာမှာဒေသခံရွာသား600ကျော်ကိုအေအေကလူမျိုးတုံးတက်ဖြတ်ခဲ့တာဖြစ်ပြီးထန်းလျှောက်ခန့်ရွာမေယုမြင့်ရဲ့အရှိတ်ချမ်းဘူးတီတောင်ရတိတောင်ကာလန်ပေးမှာရှိတဲ့ကျေးရွာဖြစ်ကဒေသခေါ်ဟိုရာစီဗီလို့ခေါ်ကြတယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်အေအေဘူးတီတောင်ကသူတို့စခန်းကို2024မတ်လ22ရက်နေ့ကသိမ်းပိုက်ခဲ့ပြီး ထမ်းလျှောက်ခံရွာတက်ပြတ်မှုဖြစ်ပွားချိန်မှာသူတို့စစ်တပ်ကနေမြေမှာရှိမနေတော့ဘူးလို့အကြံဘက်ဇော်မင်းထွန်းကပြောထားပါတယ်။2024ခုနှစ်ဩဂတ်လ5ရက်နေ့မှာလေမောင်တော်မြို့အနောက်ဘက်နတ်မြစ်ကမ်းမှာစစ်ဘေးရှောင်ဖို့လေဆောင်နေတဲ့ရိုဟင်ဂျာတွေကိုအေအေကဂျုံနဲ့ဘုံကျဲတာကြောင့်ရိုဟင်ဂျာအယောက်200ကျော်သေဆုံးခဲ့တာကြောင့်ဒါရီယာအေကလူမျိုးရေးကိုအညှိုးထားပြီးရည်ရွယ်ချက်ရှိရှိအစုလိုက်အပြုံလိုက်တက်ဖြတ်ကျူးလွန်နေတာလို့အကြံဘက်ဇော်မင်းထွန်းကပြောထားပါတယ်။ အေအေပြောရေးဆိုခွင့်ရှိသူခိုင်တုခါကတော့အေအေအနေနဲ့ရိုရင်ဂျာ600ကျော်ကိုတပ်ပြတ်ခဲ့တယ်ဆိုတာစွပ်စွဲမှုတွေကမဟုတ်မှန်ဘူးလို့ညင်ထားတယ်လို့ဒါချိန်ကစွပ်စွဲလာတာလို့ပြောပါတယ်။ဒါအပြင်ထားလျှောက်ခံရွာသားတွေအနေနဲ့တိုက်ပွဲမဖြစ်ခင်ကတည်းကစစ်ရှောင်နေတာဖြစ်ပြီးတိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်မှာစစ်ရှောင်သွားတဲ့ထန်းလျှောက်ခံကြေးရွာသား961ယောက်နေရပြန်ခဲ့ကြပြီးလက်ရှိထန်းလျှောက်ခံရွာသစ်မှာအဲ့ဒီရွာသားတွေနေထိုင်နေတယ်လို့ပြောပါတယ် ဒီဆွဆဲချက်ကိုတည်င်းရယူခြင်းရင်အေးအနေနဲ့ကြေးရွာကိုပို့ဆောင်ပေးမယ်လို့ခိုင်တုခါကပြောဆိုထားပါတယ်။ Oregon Rovers အမျိုးသားကောင်စီ ARNC ရဲ့အကူလာဇန်ပိုက်ထုတ်ပြန်ချက်မှာတော့2024ခုနှစ်မေလ2ရက်နေ့ကဘူတီတောင်မြို့နယ်အတွင်းငတ်တဲ့ကြေးရွာအုပ်စု Rovers လို့ Horror CV လို့ခေါ်တဲ့ထန်းလျှောက်ခံရွာမှာနေကြတဲ့ Rovers 600ကျော်ကို AA ကအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့တယ်လို့တပ်သေးတပ်ပုံတွေနဲ့အတူထုတ်ပြန်ကြေညာခဲ့ပါတယ်။ လက်ရှိမှာတော့အကြမ်းဖက်စစ်တပ်က2016-2019ခုနှစ်ကာလရခိုင်ပြည်ကနေရိုဟင်ဂျာတွေပေါ် လူမျိုးတုံးတပ်ဖြတ်မှုနဲ့စစ်ရဇဝဲမှုတွေကျူးလွန်နေတာကြောင့် ICJ အပြည်ပြည်ဆိုင်ရာတရားရုံးနဲ့ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးတို့မှာအမှုရင်ဆိုင်နေရပြီးအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကို ICC တရားရုံးကဖမ်းဝရမ်းထုတ်ဖို့ရှောက်ထားတာတွေရှိနေတယ်လို့နိုင်ငံတကာသတင်းတွေအရသိရပါတယ်ရှင်နောက်ထပ်ရခိုင်ပြည်ဘက်ကသတင်းကိုပြောပြပါမယ် ရခိုင်ပြည်စစ်တွေမျိုးကအပြစ်မဲ့အရက်သားပြည်သူအမျိုးသားတအူးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်နေအောင်ဩဂတ်စ12ရက်နေ့ကဖမ်းဆီးတပ်ဖြတ်လိုက်တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။စစ်သွေးမျိုးလမ်းမတော်တောင်ရက်ကွက်ကအသက်45နှစ်အရွယ်ဦးစုလိုင်းကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးတပ်ဖြတ်လိုက်တာလို့အမည်မဖော်လိုတဲ့စစ်တွေမျိုးကန်တအူးကပြောပါဗျ။ဦးစုလိုင်းဟာကြာပန်းအလုတ်သမားတအူးသာဖြစ်ပြီးလက်နက်ကైအဖွဲ့စည်းတွေနဲ့တခုမှဆက်သွယ်မဆောင်ရွက်တဲ့အပြင် ဘာပြစ်မှုမှလည်းကျူးလွန်မထားပဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတရားဖမ်းဆီးညှဉ်းပန်းနှိပ်စက်ကတက်ဖြတ်လိုက်တာလို့သူကပြောပါတယ်ပြီးခဲ့တဲ့ဇန်နဝါရီလ20ရက်နေ့ကလည်းစစ်တွေမြို့စံပြရက်ကွက်ကအသက်40ကျော်အရွယ်ဦးကျော်လင်းကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတရားဖမ်းဆီးပြီးဓာတ်ကဆစစ်တွေတက်အတွင်းမှာညှဉ်းပန်းနှိပ်စက်တက်ဖြတ်လိုက်တယ်လို့သိရပါတယ်ဒါအပြင်ဩဂတ်လ3ရက်နေ့ကလည်း23နှစ်အရွယ်ကိုဝင်းမင်းစောအသက်24နှစ်အရွယ်ကိုအောင်ကျော်ထင်းနဲ့ အသက်36နှစ်ရွယ်ဒေါ်မာဦးခင်တို့ပြစ်မှုတစုံတရာမရှိဘဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးသွားပြီးသူတို့ကတော့အခုချိန်ထိပြန်မလွတ်သေးဘူးလို့နှိဇက်သူတွေစီကနေသိရပါတယ်။ဇူလိုင်လ16ရက်နေ့ကလည်းစစ်သွေးမျိုးနန္နာယာမဖုံးကြီးကျောင်းကစစ်ရှောင်နေတဲ့အသက်38နှစ်ရွယ်ကိုတောင်းမင်းခေါ်လင်းယုံကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးသွားပြီးအခုချိန်ထိပြန်မလွတ်ပေးသေးဘူးလို့သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာစစ်တွေမျိုးတွေကဒေသခံပြည်သူတွေကိုအကြောင်းအမျိုးမျိုးပြပြီးမတရားဖမ်းဆီးကငွေညစ်တောင်းယူတာနဲ့ငွေမပေးနိုင်တဲ့သူတွေကိုဖမ်းဆီးထောင်ချပစ်တယ်လို့မြို့ကန်တွေကပြောပါတယ်စစ်ကောင်စီကရခိုင်ပြည်တွေကစစ်တွေကြောက်ဖြူနဲ့မန်အောင်မျိုးတို့ကိုပဲထိန်းချုပ်ထားနိုင်တာဖြစ်ပြီးအဲ့ဒီမျိုးတွေတဲကလူငယ်လူရွယ်တွေကိုအာရခတ်တတ်တော့အေအေနဲ့ပတ်သက်ဆက်နွယ်တယ်ဆိုပြီးမတရားဖမ်းဆီးကညှဉ်းပန်းနှိပ်စက်မှုတွေရှိနေတယ်လို့သိရပါတယ်ရှင် တနင်္သာရီတိုင်းဘက်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းရေပြူမြို့နယ်ကော့လိုင်ကြီးပါအနီးမှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ဘက်ကအရာရှိ3ဦးအပါအဝင်18ဦးသေဆုံးခဲ့တယ်လို့ Moon State Revolutionary Force MSRF ရဲ့ပြောရေးဆိုခွင့်ရှိသူမိဒလာညံကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ပြီးခဲ့တဲ့ August 15ရက်နေ့ညနေ4နာရီခန့်မှာရေပြူမြို့နယ်ကော့လိုင်ကြီးပါအနီးကိုစစ်ကြောင်းထိုးလာတဲ့ အင်အားအယောက်150ခန့်ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုမွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒီထိတွေ့တိုက်ပွဲဟာညနေ6နာရီဝန်းကျင်ခန့်အထိဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်ကအရာရှိ3ဦးအပါအဝင်စစ်သား18ဦးသေဆုံးက9ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေဘက်ကလည်းရဲဘော်9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပေမဲ့ မစိုးရင်ရဘူးလို့သိရပါတယ်ဒီတကိုင်းမှုကတော့တော်လန်ရေးမဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့မွန်ပြည်တော်လန်ရေးတပ် MSRF UR 33ဒေါနာစစ်ကြောင်းအထူးစစ်စင်ရေးအဖွဲ့ဒေါနာစစ်ကြောင်းနဲ့ YGF ဒေါနာစစ်ကြောင်းတို့ KPDF ရေဘလူးတက်ရင်ရမညမွန်တက်တော် RMA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မ6တက်ရင်29ကျယ်လင်းရောင်စကားပေါ်တက်ရင် KTLA တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်ရှင် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့ကနေဘိတ်ကိုဒံယာရစစ်သားတွေကို တင်ဆောင်လာပြီးတက်လာတဲ့ကာနစီကို ကြားဖြတ်တိုက်ခိုက်ခဲ့တာမှာတော့ကာရစီပျက်စီးပြီးစစ်တပ်ဘက်ကထိခိုက်ခဲ့တယ်လို့တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ12ရက်နေ့ည9:30မိနစ်ခန့်ကတနင်္သာရီမြို့ကနေဘိတ်မြို့ကိုတိန်ခွန်းတမုတ်ချုံရွာတိုက်ပွဲတွေအတွင်မှာ တန်ရာရရှိခဲ့တဲ့စစ်သားတွေတင်ဆောင်လာတဲ့ကာနစီကိုကမ်းတူရွာအရောက်မှာ တော်လန်ရေးတပ်ဖွဲ့တွေကလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့ပြီးမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သားတွေထိခိုက်ခဲ့တာတွေရှိပြီးကားတစ်စီးကလည်းအနောက်ပိုင်းပစ္စည်းကဆက်မောင်းမရတော့တာကြောင့်အမှတ်996တရင်တွေကိုကျိုးနဲ့ဆွဲပြီးယူဆောင်သွားခဲ့တယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုကိုတနင်္သာရီမြို့နယ်ပတ်ကောက်ဖအဖွဲ့ကပြုလုပ်ခဲ့ပြီး တော်လန်ရဲ့ရဲဘော်တွေအထီးကိုင်းမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။စကိုင်းနိုင်ဘက်မှာတော့စကိုင်းနိုင်ကဏီမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ကအင်အားအယောက်200ဝန်းကျင်နဲ့မြေပြင်စစ်ကြောင်းစထိုးနေတာကြောင့်ပြည်သူထောင်ချီတိမ်းရှောင်နေရတယ်လို့ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။မနေ့ကဩဂတ်စ16ရက်နေ့မနက်ပိုင်းကနေစပြီးစစ်တပ်ကစစ်ကြောင်းထိုးလာတာဖြစ်ကကဏီမြို့နယ်တောင်ကျမ်းမှာရှိတဲ့ ကြေးရွာဆေးရွာကပြည်သူတွေဟာနေရဲစုခွာထွက်ပြေးနေရပါတယ်စစ်တပ်စစ်ကြောင်းကရင်းမာပင်မြို့နယ်ဗန်ပွေးရွာကနေစပြီးစစ်ကြောင်းထိုးလာတာဖြစ်ကလေရှိအနီးမှာတကြောင်နဲ့မဲစောတောတိုက်အနီးမှာတကြောင်စွစုပေါင်းစစ်ကြောင်းနှစ်ကြောင်ခွဲကကဏီမြို့နယ်အတွင်းကိုဝင်ရောက်လာတာလို့သိရပါတယ်ကဏီမြို့နယ်အတွင်းမှာအခုစစ်ကြောင်းထိုးတာအကြမ်းဖက်စစ်တပ်ကစစ်အုပ်ချုပ်ရေးကြော်ညာပြီးတဲ့အခါမှာပဲပထမဆုံးစတင်စစ်ကြောင်းထိုးလာတာလို့သိရပါတယ်ရှင် မကွေးတိုင်းဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းပေါ့မြို့နယ်လေလန်းရွာကိုအကြမ်းဖက်စစ်တပ်ပစ်ခတ်တဲ့လက်နက်ကြီးကြောက်ပောက်ကွဲခဲ့တာကြောင့်ပြည်သူ့အုပ်သိဆုံးခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။မနေ့ကဩဂတ်စ16ရက်နေ့မနက်7:00နာရီခန့်မှာပေါ့မြို့ကပ္ပစ24ကနေစစ်သားတွေကပေါ့မြို့နယ်တောင်ပိုင်းမှာရှိတဲ့လေလန်းရွာကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါရယ်။အကြမ်းဖက်စစ်တပ်ပစ်ခတ်တဲ့လက်နက်ကြီးကြီးစားထိမှန်ပြီး ကျေးရွာနေပြည်သူအမျိုးသားတဦးနဲ့အမျိုးသမီးတဦးသေဆုံးကနှစ်ဦးပြင်ထန်တရားရရှိခဲ့တယ်လို့သိရပါတယ်။အခုလိုပဲမန္တလေးတိုင်းမလိုင်မြို့နယ်ကိုလည်းအကြမ်းဖက်စစ်တပ်ကစစ်တပ်လေဒီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ15ရက်နေ့မှာလည်းည7:00နာရီ10မိနစ်ခန့်ကနေစပြီးမလိုင်မြို့ တောင်ဘက်မှာရှိတဲ့ကျေးရွာတွေကိုမိချီလာလေတပ်ကနေတက်လာတဲ့စစ်တပ်လေဒီတစ်စီးကဘုံငါလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းပြည်သူတွေထိခိုက်မှုမရှိပေမဲ့လေကျေးရွာနေပြည်သူတွေကတော့ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ရှင်အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံတဲကိုတရားမဝင်ဝင်ရောက်လာတဲ့မြန်မာတွေစစ်တပ်အဖမ်းခံနေရတယ်လို့ထိုင်းသတင်းဌာနတွေရဲ့သတင်းဖော်ပြချက်အရသိရပါတယ်ဩဂတ်စ15ရက်နေ့မနက်တနာရီချင်းထိုင်းနိုင်ငံကန်ချနာပူရီခရိုင် ဆက်ကလပ်ပူရီမြို့နယ်မှာမြန်မာကားသမားတဦးမောင်းလာတဲ့ကားကိုစစ်ဆေးလိုက်တာမှာတော့အထောက်ထားမဲ့မြန်မာခုနှစ်ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။အခုလိုပဲဩဂတ်စ15ရက်နေ့မနက်7:00နာရီအချိန်ကထိုင်းနိုင်ငံကချနာပူရီခရိုင်မှာအိမ်စီးပစ်ကားတစ်စီးကိုထိုင်းအာဏာပိုင်တွေကစစ်ဆေးခဲ့တာမှာတော့ကားတွေကနေအထောက်ထားမဲ့မြန်မာအလုသမား10ဦးနဲ့တောင်ပေါ်သားကကင်ဆောင်ထားတဲ့မြန်မာကားသမားကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ မြန်မာတွေဟာဖျားသုံးစုကနေတဆင့်ထိုင်းနိုင်ငံတဲကိုဝင်ရောက်လာတာဖြစ်ပြီးဘန်ကောက်မြို့စမိုစာခေါင်ကိုတဦးအနေနဲ့ထိုင်းဘတ်ငွေတပေါင်းပွဲစားကိုပေးပြီးတွားရောက်ဖို့အတွက်လာချိန်မှာအဖမ်းခံရတာလို့သိရပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။